အလုံးမဲမင်္ဂလာပါရှင်ယွန်းဗလွားနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ Korean food lover တွေအတွက်အကြိုက်တွေ့စေမယ့်စိုင်ကြီးတစ်စိုင်နဲ့မိတ်ဆက်ပေးရှင်ပါတယ်ရှင် Korea အစားအစာအမျိုးပေါင်း100ကျော်ထိလည်းရရှိပြီးတော့ Korea အရာသာနဲ့မြန်မာလူမျိုးတွေရဲ့ပတ်စပ်နဲ့အကြိုက်တွေ့စေမယ့်အရာသာမျိုးတွေကိုဖန်တီးထားတာပဲဖြစ်ပါတယ် ကိုရီးယားရတာပူပူဆက်ဆက်လေးတွေစားပြီးသွားပြီဆိုလို့ရှိရင်လည်းအချို့တဲလို့ရမယ်အချို့ပွဲတွေကလည်းအများကြီးရှိရယ်တချို့ချို့ပွဲတွေဆိုလို့ရှိရင်ပြည်ရင်းမှာတော်အောင်တန်ရုံမရရှိ ပြင်မယ်စကန်ဟုံးကိုရီးယားရက်စတောရန်မှာသုံးဆောင်လို့ရနေပြီနော်ဆိုင်လေးစာလေးကတော့အမှတ်129ငူဝါလန်းမပေါ်အလုံလန်းနဲ့နှိစီလန်းကြအလုံမျိုးနယ်ပဲဖြစ်ပါတယ်။ကိုခဲမက်ကနေလည်းရှာလို့ရပါတယ်ရှင်။ ရှာမတွေ့ခဲ့ဘူးဆိုလို့ရှိရင်3926519699တက်ခွန်ကိုလည်းဆက်သွယ်နိုင်ပါတယ်။စကန်ဟုံးမှာစာအုပ်စင်လေးထားပြထားတာကိုယုံရတော့အရန်သဘောကျတယ်။စိုက်ဖွင့်ချိန်ကတော့မနက်7:00နာရီခွဲကနေပြီးရောည7:00နာရီခွဲအထိပိတ်ရမရှိနေ့စဉ်ဖွင့်လှစ်ပါတယ်ရှင်။စိုင်းပြင်စင်လေးရာ K-pop နဲ့ K-drama ပြည်သက်တွေအတွက်တီးတန့်ဖွင့်ထားတဲ့စိုင်းလေးများလာတော့အောင်မိရတယ်။စိုင်းကလည်းနှစ်ထပ်ဆိုတော့အကျယ်ကြီးပဲပေါ့နော်။ကိုရီးယားနဲ့ပတ်သက်တဲ့အစားအသောက်တွေကလည်းအများကြီးရတယ်။ ီနေ့မိုးကလည်းရွာတော့ပူပူဆက်ဆက်အေးလေးလေးတောက်ချင်းနဲ့ကိုရီးယားခေါက်ဆွဲလေးစားချင်းနဲ့ဆိုတော့ယုံမီနူးလေးတွေကြည်ပြီးတော့တိတိကျကျလေးရွေးချယ်ပြီးမှားလိုက်ပါအောင်မယ်ရှင်အချိုပွဲကိုတော့ဒူဘိုင်းပန်ကိန်းနဲ့တည့်ရက်တီးနဲ့ကောင်းမြင်လေးမှားလိုက်ပါတယ်။မှားထားတာလေးလေရောက်လာပြီဆိုတော့ယွန်းစားပြီးတော့စားပါတော့မယ်ရှင်။အားလုံးလည်းစားကြပါအောင်နော်။ အာလူးကစွန်းဦးမှုပရင်ဆက်လဲနှမ်းရွက်ဥဆိုင်တို့လည်းပါဝင်ပါတယ်ဒါကတော့အမဲသားလွှာလေးပါရှင်ဝက်သုံးသက်သားလေးကိုလည်းกินပါမယ်ရှင်ကိုရီးယားမစ်ဆက်ဝက်ပူချိုစပိုက်စီခွန်းချီးစ်ဝက်ကြောယူချင်ဆက်ဟင်းလေးလည်းမှာထားပါတယ်ရှင် ဒါဆိုလို့ရှိရင်စပြီးတော့กินပါမယ်။ယုံခုမှားထားတာလေးတွေကလူ၃ယောက်စားရအောင်မမနှဲကုန်အောင်စားခဲ့ရရပေါ့နော်။အသားလွှာလေးတွေကလက်လဲလက်ဆက်သလိုပဝင်တဲ့ပမာဏကလည်းများတယ်။မိုးရသည်နဲ့ကိုရီးယားစားတောက်လေးတွေနဲ့ကလည်းအရန်လိုက်ဖက်တယ်နော်။မိုးအေးအေးလေးနဲ့အခုလိုအသားလာလေးတွေကိုပူပူလေးခင်စားရတဲ့ feeling လေးရလဲဘာနဲ့မှမလဲနိုင်ဘူးဆိုကျူးလေးနဲ့အခုလိုမျိုး barbecue လေးနဲ့လည်းတအားလိုက်တယ်နော် အာလူးနဲ့ကစွန်းဥလေးလည်းထည့်ပြီးတော့กินလိုက်ပါမယ်ရှင်။အခုလောလောဆယ်ကိုရီးယားခဏရောက်နေရပေါ့နော်။ဒါကတော့ဥဆိုင်ပါ။ဒါကတော့မှုပရင်ပါရှင်။အမှုလေးလည်းထည့်ပြီးတော့กินပါမယ်။ပစကားနဲ့လာမယ်ဆိုလို့ရှိရင်တော့အောက်တီးမြင့်နိုင်ဆိုရင်ချမ်းမာဖီမှတ်တိုင်မှာဆင်းလို့ရပါတယ်ရှင်။ကန်းနာလန်းကနေလာမယ်ဆိုရင်စင်မင်းစေးမှတ်တိုင်မှာဆင်းလို့ရပါတယ်။ဆိုင်လေးစာလေးကိုတိတိကျကျလေးထပ်ပြီးတော့လမ်းညွှန်ပေးထားရနော်။ သွားရောက်ပြီးရောစားသုံးမှုပဲကြံတော့တယ်။ဝက်ဥချိုကြိုက်တတ်တဲ့သူတွေရဲ့အတွက်ဝက်ဥချို spicy ရလည်းရေးလည်းလည်းကောင်းတယ်။အခုရွန်စားနေရဲ့နယံနောက်မှာအမှတ်တရအနေနဲ့နယံလေးမှာစားလေးရေးထားကြရပေါ့နော်။တချို့ဆိုလို့ရှိရင်ဝက်ဥချိုမစားအတွက်မျက်ရည်20တူအမဲဥမစားရတဲ့အတွက်မျက်ရည်20တူအဲ့ဒါလေးလည်းတွေ့ခဲ့ရတယ်။ဝက်ဥချို spicy နဲ့ upa juice လေးနဲ့ကလည်းတအားလိုက်ဖတ်တယ်။ဒါလေးကတော့ corn cheese ပါ။သူ့ကိုနောက်ဆုံးမှမှာစားတဲ့နယ်လို့ယောဟာထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့အဆက်တွေစားပြီးသွားပြီဆိုရင်နောက်ပိုင်းမှာအီအစိမ့်အချို့ကလေးနဲ့ပိတ်လိုက်ရမှာပေါ့နော်ခွန်ချီစ်လေးကအီစိမ့်ချို့ရတာလေးနဲ့အရန်ကိုမှမိုက်ပါတယ်ရှင်တတမီမီတို့နဲ့လာစားမယ်ဆိုလို့ရှိရင်လည်းဒီခွန်ချီစ်လေးကကလေးတွေအရန်ကြိုက်မှာတည်ကြတယ်ပြီးတော့ Korean food တွေမှာ kimchi ကအသက်ပဲဆိုတော့ kimchi ကိုသူ့တိုင်းလေးပဲမြည်ကြည့်လိုက်တာလုံးဝရှင်းဝန်းကြိုက်နေကွက်တီပဲဒါကတော့ Korean mix up ပါသူကတပွဲတည်းနဲ့အစုံပါဝင်တော့လူကြိုက်များကြတယ် ခောက်ဆွဲရလဲတအားကြီးဆက်နေတာမျိုးလည်းမဟုတ်ဘူးသူ့ရဲ့အဆက်ကိုအဆက်အရန်မစားနိုင်တဲ့သူတွေတော့မှလက်ခံနိုင်တဲ့အဆက်မျိုးပေါ့နော်ပြီးတော့ရင်ညိထမင်းလှိမ့်လေးရလဲတော်တော်မိုက်တယ်ခောက်ဆွဲသားလေးရလဲစားလို့အရန်ကောင်းပါတယ်ရှင်သူထဲမှာပါဝင်တဲ့ကြက်သားအရသာလေးရလဲချိုချင်ဆက်အရသာလေးပေါ့နော် ကိုက်လိုက်တဲ့အချိန်တိုင်းမှာအသားလေးရနူးနူးညံ့ညံ့လေးနဲ့ဗစက်သေးကိုပောင်းဝင်လာတာကတော့တော်တော်လေးကိုပျော်ရွှင်မှုကောင်းပါတယ်။ရှင်ကတော့စိတ်ညစ်ရင်ပဲဖြစ်ဖြစ်ပျော်ရွှင်ခြင်းပဲဖြစ်ဖြစ်အစားတောက်တွေနဲ့ပဲကုကူကူပျော်ရွှင်အောင်ထားလိုက်ပါတယ်။အခုရှင် vlog လေးကိုကြည့်နေတဲ့သူတွေကလည်းရှင်လိုမျိုးပဲထင်တယ်နော်။ဒါဆိုလို့ရှိရင်တော့ဝတ်သုံးထက်သားလေးတွေကိုကကြီးလေးနဲ့ညှက်ပြီးတော့စားပါအောင်မယ်ရှင်။အစားစားရအောင်မယ်ဆိုလို့ရှိရင်တော့ပြုံးလို့ရွှင်လို့ပေါ့ရှင်။ အသားလေးရဲမှာအရသာမှုန့်တိမနေထားတော့အသားလေးရတဘာဝအရသာလေးကိုယွန်းကနှမ်းရွက်လေးနဲ့ထုတ်ပြီးတော့စားမှာပါချစ်သွန်ဖြူငြိုသီးစိမ့်လေးလည်းထည့်မယ်ပြီးရင်ခင်ချီလေးလည်းထည့်ပါမယ်ရှင်ဒါကတော့ပဲငပိလေးပေါ့နော်နှဲလေးထည့်လိုက်ပါတယ်အားလုံးကို ထုတ်ပြီးတော့စားမှာပါပါစက်သေးကိုရောက်ရှိသွားတဲ့အချိန်မှာ အတွေးတစ်ခုကအဲ့ဒါတကယ်ဝင်သွားတာဟာလုံးဝစိန်ကြလိုက်တာကွာဆိုပြီးတော့ တကယ်ရတာတွေကပေါင်းဆက်ပြီးနှမ်းရမှုမှုလေးနဲ့အရန်စားကောင်းတဲ့တအားလေးကြိုက်တယ်ပေါ့နော်။ကြက်မဲလေးရဲ့အမဲသားလွာလေးရဲ့သုံးထက်သားလေးရဲ့အသားလွာလေးအစုံထည့်ပြီးတော့ခုနလိုပဲဒါတော့ကိုရီးယားပင်ငပီလေးပေါ့နော်အားလေးကိုထည့်မယ်ထည့်ပြီးတော့ထုတ်ပြီးတော့ထပ်စားပါမယ်ရှင်။မိုးအေးအေးလေးနဲ့အခုလိုမျိုးလေးထုတ်စားရတာတော့အရန်လိုက်ဖက်ပါတယ်။ လောဘတွေကြီးပြီးတော့မယောနိစ်လေးတွေပါထက်ပြီးတော့အပေါ်ကနေထည့်လိုက်ပါတယ်ရှင်စိတ်နဲ့ရတာလေးကိုပါလိုချင်လို့ပါတခါထုတ်ပြီးစားလိုက်တိုင်းစိန်ရှိတဲ့အရာတာကိုခံစားရပါတယ်ဒါလီကတော့ဘေကွန်ကို သူ့စီမှာပါတဲ့မချီးစော်လေးနဲ့တိုးစားမှာပဲဖြစ်ပါတယ်မချီးစော်လေးကလည်းတော်တော်စားကောင်းတယ် မကြီးစော့ဘေးနာအချင်းလေးကကြတော့သူကအချိုဘက်ကိုသွားရပေါ့နော်အချိုစော့ကြိုက်တဲ့သူတွေအတွက်အဆင်ပြေပါတယ်ရှင်ကတော့မကြီးစော့လေးကိုတော်တော်ကြိုက်နှစ်သက်ခဲ့ပါတယ်ဒါကတော့အမဲသားလေးနဲ့တို့ပြီးတော့စားပါတယ်ရှင် ခင်ချီလေးကလည်းအရန်မိုက်ပါတယ်ခင်ချီလေးနဲ့လည်းတအားလိုက်ဖက်ပါတယ်ရှင်ဒါကတော့ခုနရှင်ပြောတဲ့ချိုရဲဆိုရဲစော့လေးနဲ့ပေါ့နော်မိုက်ပါတယ်သူကလည်းသူ့နီသူ့ဟန်လေးနဲ့ကောင်းပြီးတော့ဆက်လက်ရွက်လေးပဲပစတဲ့ပိတ်ထဲလိုက်ပါတယ်အရန်ကိုမှကောင်းပါတယ်ရှင် ဒါဆိုလို့ရှိရင်ဦးရဲကကင်ထားလို့ကြက်သွားတာလေးတွေကိုပကံလေးနဲ့တသက်ဖယ်ထားပြီးတော့ဗာလေးထက်ကင်ရင်ကောင်းမလဲပေါ့နော်ဒါကတော့အမဲဥလေးပါရှင်ကိုရီးယန်ဘာဘီကျူတွေမှာဆိုလို့ရှိရင်အမဲဥရတဲ့ဆိုင်ကရန်ကုန်မှာတိတ်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေရွန်းကစကန်ဟုံးမှာအမဲဥလေးရတယ်ဆိုလို့အမဲဥလေးပါမှားစားလိုက်ပါတယ်ရတာလေးရတဲ့လက်လက်ဆက်ဆက်လေးနဲ့စားလို့တအားကောင်းခဲ့ပါတယ်ရှင် second round လေးထပ်ပြီးရောကင်ပါမယ်စိမ့်စိမ့်ရှိရှိလေးတွေကသူ့နာမည်ကဥဆိုင်ပေါ့နော်အမဲဥလည်းမှာဥဆိုင်လေးလည်းပါတယ်အမဲဥနဲ့ဥဆိုင်နဲ့တွဲစားရတာလည်းလိုက်တယ်ဥဆိုင်ရတာလေးကချူချူလေးနဲ့တဘာဝတရားကြီးကပေးထားတယ်ကောင်းမွန်တဲ့အရသာဆိုပြီးတော့မှတွဲလိုက်မိရဲ့ဒါဆိုလို့ရှိရင်အမဲဥလေးတွေကိုစက်ကင်ရင်နဲ့ဝက်ကြောရိုးဟင်းရင်လေးကိုတောက်ပါမယ်ရှင်အရေးလေးကတော့ကိုရီးယားအရသာအတိုင်းပဲပူပူဆက်ဆက်အရသာလေးနဲ့ ဝက်သားဟာထွက်ရှိလာတဲ့အချို့ရတာလေးနဲ့ပေါင်းဆက်ထားရပဲဖြစ်ပါတယ်ဝက်ကြောရိုးမှာဆိုလို့ရှိရင်အသားရဲ့အယိုးရဲ့အစီရဲ့သုံးဓာတ်ပေါ့နော်အသားကလည်းထူတယ်ပေါ့နော်အဲ့ဒါယိုးကိုက်စားတဲ့ feeling ကအရန်ကိုမှ share ကြီးကောင်းတယ်အသားကလည်းနူးနူးညံ့ညံ့ဖြစ်တယ်ဝက်သားလည်းကြိုက်တယ်အရေတောက်လေးလည်းတောက်ချင်တယ်ဆိုလို့ရှိရင်ဝက်ကြောရိုးဟင်းယိုလေးကိုမှားစားကြည့်ပါတကယ်ကိုကောင်းပါတယ်အတုံးကြီးကြီးနှစ်တုံးတောင်ပါဝင်တော့စားရတာကလည်းအရန်ကိုမှအားရစေမှာပဲဖြစ်ပါတယ် ဒါလီကတော့ခုနကကိုရီးယားမစ်ဆက်ထဲမှာပါဝင်တဲ့ထမင်းလိမ်လေးကိုမယောနီစ်လေးနဲ့စားလိုက်ပါသေးရဲ့ရှင်အဆက်ပြေလေးပေါ့နော်တဒုံးလောက်ယူစားလိုက်တာပဲဖြစ်ပါတယ်ရန်ကောင်းပါတယ် ခုနကအမဲဥလေးလေးကိုกินထားတာဗောနော်နည်းနည်းလေးထောင်မှာတူးသွားတယ်ယွန်းဟိုဘက်မှာဟိုကကြောရိုးဟင်းရေတောက်ပြီးတော့အစားငန်းလိုက်တာဗောနော်အမဲဥလေးလေးကိုလည်းကက်ကြီးလေးနဲ့ညှက်လိုက်ပါမယ်ပြီးလို့ရှိရင်ယွန်းကဆက်လက်လေးနဲ့ထုတ်ပြီးတော့စားမှာပဲဖြစ်ပါတယ်ဥဆိုင်လေးလည်းထဲပါမယ်ပြီးရင်ခင်ချီရဲ့တွတ်ဖြူငရုပ်သီးစင်းလေးရဲ့ရောပြီးတော့ထုတ်ပြီးတော့စားပါမယ်ရှင်အမဲဥကြိုက်တတ်တဲ့သူတွေအတွက်စကန်ဟုံးမှာအမဲဥပါရရတယ်ဆိုတော့အရန်ကုန်မှာဝမ်းသာစရာကောင်းတဲ့တည်င်းလေးပါပဲရှင် အမဲဥလေးကိုသူ့အတိုင်းလေးလဲခင်စားလိုက်ပါတယ်။ကင်တဲ့အခါမှာယွန်းလိုမျိုးတတိမေပြီးရော တူးမသွားအောင်တော့တတိထားစေချင်ပါတယ်ရှင်။ဒါပေမဲ့သူ့အတိုင်းလေးကလည်းစားလို့ကောင်းပါတယ်။ခင်ချီလေးနဲ့လည်းအရန်လိုက်ပါတယ်။အမဲသားလွှာလေးတွေကလည်းပပန်းလွှာလွှာလေးမဟုတ်ပါဘူးနော်။သူ့သားလေးတွေကထူရဲလို့ခံစားရတယ်။သားကတော့ Oppa Juice ပါသူ့ရဲ့အရာသားကဖက်ရှင်ရတာလေးပေါ့နော် Oppa နဲ့အကြည့်ချင်းစုံလိုက်တိုင်းရင်ခုန်သွားဆိုပြီးစနေရပါတော့ ူပူဆက်ဆက်လေးတွေစားပြီးသွားပြီဆိုတော့အချိုပွဲလေးတွေစားပါမယ်ရှင်အချိုပွဲတွေကလည်းတော်တော်ဆုံဆုံလေးကိုရတာပေါ့နော်အခုရုံးစားမှာကတော့ဒူဘိုင်းပန်ကိတ်ပဲဖြစ်ပါတယ်ဂျပန်စတိုင်း C4 ပန်ကိတ်အီတုံကိုဒူဘိုင်းချောကလက်မှာအဓိကပါဝင်တဲ့ပစ္စတာရှီယိုအနှစ်ကလေးစမ်းပြီးတော့ချောကလက်အိုင်စခရီးနဲ့စားရတာပဲဖြစ်ပါတယ် စားရတဲ့အချိန်မှာပန်ကိတ်အီအီတုံတုံလေးရနွိနွိလေးရတာကိုခံစားရတယ်အပေါ်ကအဲ့အနှစ်ကလေးတွေပေါ့နော်ပစ္စတာရှီယိုအနှစ်ကလေးတွေကလည်းရတာတော်တော်လေးမိုက်တယ်စိမ့်စိမ့်ကလေးပေါ့နော်အဲ့ဒီအိုက်စခရင်လေးနဲ့စားလိုက်ရတဲ့အချိန်မှာပူပူနွိနွိလေးနဲ့အေးတဲ့အရသာလေးနဲ့ပေါင်းဆက်သွားတာအရန်ကိုမှမိုက်ပါတယ်ပေါ့နော်ကလေးတွေလည်းကြိုက်လူကြီးတွေလည်းကြိုက်မယ်ဒူဘိုင်းပန်ကိတ်ပဲဖြစ်ပါတယ်ရှင်တခါစားပြီးသွားရင် နောက်တစ်ခေါက်ထပ်စားခြင်းနဲ့စိတ်ကိုအပြေအဝပေးစွမ်းပါတယ်ရှင် ကျွန်တော်ကလမထောင်ခဲ့လိုက်ပါတယ်။ဒါလေးကတော့ strawberry ဘင်းစုပါ။ strawberry သီးကလည်းရှမ်းပြည်ကဂျပန်သီးစစ်စစ်ကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ဒီအချိုပွဲလေးကတော့စားထားသမျှပေါ့နော်။ bite in နေရပြည့်နေတာတွေကိုကြေးဖြတ်သွားသလိုခံစားလိုက်ရတယ်။ဘာဖြစ်လို့လဲတော့ strawberry သီးရဲ့ခြင်းနဲ့အရာဒါလေးကြောင့်လို့ရုံးအောင်ခံစားရတယ်။ အီအီချိုချိုတွေမကြိုက်တဲ့သူတွေအတွက်ကတော့ strawberry ဖင်စုလေးကအရန်တင့်တော်ပါတယ်ရှင်။ယူကတော့ strawberry တအားကြိုက်တော့ strawberry ဖင်စုလေးကိုတယောက်ထဲအများကြီးအားပေးချပလိုက်တယ်ပေါ့နော်။အခုစားမယ်အချိုပွဲလေးကတော့တရက်ကောင်းခြင်းပါရှင်။ ဒါကဒီတရေတီးရကြတော့စိတ်တလုံးပေါ့နော်။ဘာတရေတီးနဲ့တီးကျင်လို့တရေတီးကိုအရင် စားချလိုက်တာ။ကောင်းညင်းလေးရဲ့တရေတီးလေးရဲ့အပေါ်ကအိုင်စခရင်ကိုနို့ရတာလေးနဲ့ပေါ့နော်။သူဟာလည်းသူဟာလေးနဲ့သူမက်ရှ်ဖြစ်ပြီးရောစားလို့တအားကောင်းပါတယ်။ပုံစံလေးကလည်းအရင်ဆွဲဆောင်မှုရှိရဲ့။အခုဆိုလို့ရှိရင်စားလို့ပြီးသွားပြီပေါ့နော်။အချိုဝဲလည်းတဲပြီးသွားပြီ။အရှိမလည်းအကင်းတွေရောအဆက်တွေရောအပူတွေရောစားတော့ပြီးသွားပြီဆိုတော့တခုတော့သုံးသက်မိရဲ့။ပေးရတဲ့ဈေးနှုန်းနဲ့ပြန်ရလာနေရတင့်တင့်နေလို့ယွန်းထင်နေပေါ့နော်။ ဒါလီကတော့နောက်ပိတ်ဆုံး FOC တိုက်တဲ့ဖရဲသီး juice လေးပါ သူကဖရဲသီးကိုတံညာသီးနဲ့ညှင့်ပြီးတော့တောက်ရတာအီပြေတဲ့အစာကြီးရယ်ပေါ့နော်လူ၃ယောက်လာတာဖြစ်တဲ့အတွက်ကြောင့်တစ်ခွက်ပဲတက်ခွင့်ရှိပါတယ်ကျန်တာတော့နောက်၂ယောက်အတွက်ပါရှင်ရှင်လေစကန်ဟုံးမှာအမှတ်တရလေးတစ်ခုရေးခဲလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်